ကိုရီးယားနိုင်ငံရဲ့နာမည်ကြီး K-pop အဖွဲ့အဖွဲ့ဖြစ်တဲ့ Twice အဖွဲ့ရဲ့အဖွဲ့ဝင်မမဟာအော်တိုဘာလကဂျောင်ကီးပြည်နယ်ဂူရီရှိအာကျူလိုင်းဖီလစ်မှာဇိန်ကန်ဗီလာတလုံးကိုငွေသားဝယ်၄.၂ဘီလီယံအမေရိကန်ဒေါ်လာ၃သန်းခန့်နဲ့ပေးချေကဝယ်ယူလိုက်တာပဲဖြစ်ပါတယ်။အော်တိုဘာလ31ရက်ရက်စွဲပါတရားဝင်တရားရုံးမှတ်ပုံနဲ့စာရွက်စာတမ်းတွေအရမမဟာဂူရီအန်ချုံတုံအစိမ့်အကာဒီယားစနစ်ချာကွန်ပလက်စ်မှာတည်တဲ့ area 221 square meter unit အတွက်ဝယ်ယူရေးစာချုပ်ကို အောက်တိုဘာ23ရက်မှာလက်မှတ်ရေးထိုးခဲ့ပြီး1လီတာမှ2ဘီလီယံအမေရိကန်ဒေါ်လာ3သန်းခန့်ပေးချေကလွှဲပြောင်းပိုင်ဆိုင်မှုမှတ်ပုံတင်ခဲ့လို့သိရပါတယ်2023ခုနှစ်မေလကပြီးစီးခဲ့တဲ့ Arcadia Signature Complex ဟာ Aculine Village ရှိ Premier လူနေအင်အားစီမံကိန်းတစ်ခုဖြစ်ပြီးအဆောက်အုံဟာမြေအောက်ထက်နှစ်ထပ်နဲ့မြေပေါ်လေးတဲ့ unit ချက်ခုသာပါဝင်မှာဖြစ်ကာဟန်မြင့်နဲ့အာချာစံတော်မြင့်နှစ်ခုလုံးကိုမြင်ကွင်းကြတဲ့နဲ့မြင်တွေ့နိုင်မှာဖြစ်ပါတယ်ဒီဇိုင်းကန်ဗီလာဟာစိုးခရိုင်အတွင်းရှိဂန်နန်ဂန်ဒေါင်း ခွန်ချင်းနဲ့ဆုံးဖားတို့လိုအချက်ချကြားတဲ့ data တွေကိုအချိန်တိုအတွင်းရောက်ရှိနိုင်မယ့်နေရာမှာတရှိတာပဲဖြစ်ပါတယ်